ငါးပေါင်းလဲကုန်တာပဲငါးပေါင်းတထုံးမှာအဒီက3000 3500ပဲရောက်တာလေငချင်းတပိတ်သားကု18000 2000ဝယ်ရတယ်အဲ့ဒါကရောက်တော့လဲအရာအမျက်ကြီးတင်ရောက်တာမဟုတ်ဘူးလေအမျက်ကြီးတင်မရောက်နဲ့အဒီဒီလိုရောက်နဲ့ဈေးတယ်ဆိုတော့ရှုံးတို့ဘာမလုပ်ဘူးငါတို့မှာနည်းနည်းမြတ်တာနဲ့မြတ်မြတ်မြတ်တာကွာတယ်စိတ်ထားထားတာဘုပဲလို့တယ်အရှုံးမှန်ပြီဘဲသူပဲစွိုင်းသမားမှမလုပ်ဘူးအဲ့ဒါဒါပေမဲ့ဟိုဈေးဆိုင်ကြီးရောက်ပြီးတော့အရန်ချမ်းသာသလားပြောအဒီလူချမ်းသာဘူးဒါပေမဲ့စိတ်ချမ်းသာတယ် တနေ့ဟိုစံတဲ့အိတ်ကြော်ကြော်ကုန်တယ်ဘုမပတ်စလက်ထဲမှာမရှိရင်တောင်မှနော်စိတ်ချမ်းသာကိုချမ်းသာနေရတယ်အဓိကမိဘအဓိကပဲငငယ်တွေကလေးမရှိတဲ့ဘဝတွေကဖီဖီကျမရေမကောင်းလို့ဆုရတယ်တနေ့မှာ3000ဘုပဲရောက်ရတယ်ဖီဖီစီကူတာ4000ဘုကုန်တယ်ဒါပေမဲ့အပြုံးမပြတ်ခဲ့ဘူးဖီဖီကနေ့စီကူလိုက်ရင်အာကလေးအဖေကို၄00ဘုကုန်နေဆိုအဲ့ဒါနေ၄00ရုပ်ဝင်ရောင်းရတယ်။လမ်းမိပေါ်ရတယ်အဲ့လိုမိပါဘူး။အခုလက်ရှိမိမိဟိုတဲ့လေး ဆင်းခန်းပြရလို့ဟာ၄သိန်းကုန်ကုန်၅သိန်းကုန်ကုန်ပြန်ပြေးလာတာပဲရော့မတော့ဘူးဟိုအိတ်ထဲကခုဝယ်လိုက်တော့အော်ငါအမေကိုဒီနေ့တော့ဒီလောက်ကုန်ခဲ့တယ်ဘာလို့ဘယ်တော့အခါမှမကြီးခဲ့ဘူး တော့မြင့်မြင့်သေးပါခေါ်ကြတာတော့ရှင်ညာသူလို့ပဲခေါ်ကြအသိခွင့်တာဟိုလောက်ရှိရင်အနှစ်30ကျော်ရှိနှစ်30ပေါ့ခွင့်ပေါ်စိတ်ကူးလေးရတာဘယ်ရတာအာနစ်စိတ်ကူးရတာပထမတစ်ပြင်းဆိုင်မဟုတ်ဘူးကွင်းရဆိုင်လေးရနေစဖြစ်တယ်ကွင်းရဆိုင်လေးရနေဒီတနေ့ဟို950ဝစရောင်းတဲ့ဘဝကနေပြီးတော့ကွင်းရဆိုင်ကနေစဖြစ်တာအာအဲ့ရနေပြီးကာသမားလေးရနဖက်တုံဆိုင်လေးကိုဖွင့်မှာဆိုတော့နဖက်တုံဆိုင်လေးပြောရရင်တော့ဘောနော်အခက်ခဲရတော့ စဖွင့်မို့ဆိုတော့ကနေ့ဒီအခက်ခဲရတော့တမျိုးစီပဲရှိရမရောမရောအဓိကစီဝါတစ်ခုဟောပြုမယ်ဆိုရင်စိတ်ကိုခိုင်ခိုင်ထားရတယ်တရာအားကောင်းရတယ်ဒီရန်ကုန်ရဲ့အကျင့်ကတန့်ရှင်းမှုကအဓိကသမင်းဆိုင်တစ်ဆင်မှာတန့်ရှင်းရမယ်စိတ်ရှည်ရမယ်သီးခတ်ရမယ်သူများတွေပြောတဲ့တန်းကိုခံနိုင်ရမယ်နော်နောက်တော့လဲဒီစားတော့ကုန်တစ်ခုလုတ်ပြီဆိုရင် စိတ်တစ်ခုတည်းကတတ်မှတ်တဲ့စိတ်ကိုထားနိုင်မှာအဒီကအမျိုးမျိုးဘဝကိုကြော်လဖြတ်လာတာဆိုတော့လေကိုစင်းလုံးတက်တယ်ဟာလာအာငါတော့ဒါ short ချက်လိုက်မယ်မလုံနဲ့ပုံမှန်ပဲကြသွားတယ်ငါတော့ဒါထက်ပြီးတိုးထက်လိုက်မယ်ဘာတော့မှမလုံနဲ့ကြသွားလဲတတ်မှတ်တဲ့ထားဒါဈေးချိုးသွားလို့ဆိုပြီးရောဟောပါမူပြီးတော့ထက်လိုက်ရင်လည်းရတာမမှန်ဒါဈေးကြီးသွားလို့ဆိုပြီးတော့လေ short လိုက်ရင်လက်ရမှာပါ စပိုးမှုကိုအဲ့လိုပုံမှန်တင်ထားတယ်။ဟုတ်ကဲ့ပါ။အဲ့ဒီကလူကိုယ်တွေကအဲ့လိုอืมคลานี้เนี่ยတော့กုံนาတော့กုံกုံนาပဲเนาะစိတ်ပဲလဲกုံนาပဲအဲ့ဒါငါးပေါင်းလဲกုံนาပဲငါးပေါင်းတထုံးမှာအဒီက3000 3500ပဲရောက်တာလीငချင်းတပိတ်သားအခု18000 2000ဝယ်ရတယ်အဲ့ဒီကသူရောက်တော့လဲအရာအမျက်ကြီးတင်ရောက်တာမဟုတ်ဘူးလीအမျက်ကြီးတင်မရောက်ဘူးနဲ့အဒီဒီလိုရောက်နေဈေးတယ်ဆိုတော့ရှုံးဘူးဘာမှမလုပ်ဘူးငါတို့မှာနည်းနည်းမြတ်တာနဲ့မြတ်မြတ်မြတ်တာกว่าတယ်စိတ်ထားထားတာဘုပဲလို့တယ် အရှုံးမှမီးဘယ်သူပဲစပွားရေးသမားမှမလုပ်ဘူးအဲ့ဒါဒါပေမဲ့ဟိုဈေးဆိုင်လေးရောက်ပြီးတော့တော့အရန်ချမ်းသာသလားပြောအန်တီလူချမ်းသာဘူးဒါပေမဲ့စိတ်ချမ်းသာတယ်ဟုတ်ကဲ့တော့ဒီနေ့ဟိုစံတိတ်ကြော်ကြော်ကုန်တယ်ဝန်တန်းအကုန်လုံးမိသားစုဆို20လောက်ရှိတယ်ဒီစာအုပ်ကြီးထိမ့်နိုင်တယ်ပူကျမရေးအတွက်လည်းဒီထက်ရတဲ့သုံးလို့ရတယ်စီဘွားကဟာလာဘယ်အက်သေးတဲ့လာလာ လူမှုရေးလည်းကြီးတယ်အဲ့လိုစိတ်ချမ်းသာတိုင်းကိုတော်ပြီဒီခေတ်ခါလေးမှာ နောက်နေဘာမှမသိရတဲ့အချိန်ထဲမှာစိတ်ထထထဖို့ပဲလိုတယ်။အတရာအဲ့အရာသာပဲလိုချင်တယ်။ရှင်ဖို့စိုက်ရောက်မော်ဆိုတဲ့လမ်းပေးဖို့ ware ရွှေဖို့အိုက်ဆံပဲအခုလဲအိုက်ဆံပဲတပွဲအဝါစား900နေစိုက်ရောက်နေအခုဘယ်လောက်ဖြစ်ပါလဲအခုကအာစိတ်သားတို့ဘာလို့နဲ့ဆိုရင်တော့6000ရောက်နေရိုးရိုးကြံနာနေဆိုအပုံမားတာအားအားအဓိကပဲဖေဖေရအင်းအဖေနဲ့မိကအန်တီဘွားမှာအဓိကပဲ here so like မိမိရှိရမိမိကြတော့တရားတွေပြောဖို့ပြရတော့ဟာပို့တာပေါ့မိမိကိုဖြစ်ဖြစ်အဆောင်းပေါ့ရိတ်တာတွေဆိုလဲကုန်လိုက်ပို့တာသူအိမ်ပြင်းနေတယ်ဆိုလဲအိမ်လိုက်ပို့တယ်အရင်ဘောမှာအမေရတိကမိဘဘောမှာတိတက်တဲ့သားသမီးရဟိုဘောဟာမှာလေဟိုကုညီသူတွေပေါ်တယ်ထောက်ပံ့သူတွေပေါ်တယ်အရာရာရာဟိုပို့မှာပက်ဆက်လက်ထက်မှာမရှိရင်တောင်မှနော်စိတ်ချမ်းသာကိုချမ်းသာနေရတယ် အဓိကမိဘအဓိကငငယ်တွေကလေမရှိတဲ့ဘဝတွေကဖီဖီကျမကြီးမကောင်းလို့ဆူရတယ်တနေ့မှာ3000ဘူးပဲရောက်ရတယ်ဖီဖီစီကူတာ4000ဘူးကုန်တယ်ဒါမှမဟုတ်အပြုံးမပြတ်ခဲ့ဘူးဖီဖီကနေ့စီကူလိုက်ရင်အာကနေ့အဖေကို4000ဘူးကုန်နေဆိုအဲ့ဒီနေ့4000ချုပ်ဘူးရောက်ရတယ်လမ်းပြဘဝတွေကအဲ့လိုမိဘဘူးအခုလက်ရှိမိမိတို့တည်းလေစေကန်းပြရလို့အာ4သိန်းကုန်ကုန်5သိန်းကုန်ကုန်ပြန်ပြည်လာတာပဲရော့မတော့ဘူးဖိုးအိတ်ထဲကဘူးဝယ်လိုက်တော့အော်ငါအမေကိုဒီနေ့တော့ဒီလောက်ကုန်ခဲ့တယ် ဘာလို့ဘယ်တော့အခါမှမညှိခဲ့ဘူးဘာပြုတ်ပြီးတာပေါ့ဒါကိုလိုမရှိတယ်ကွာကိုလည်းမရှိဘူးရန်ကုန်လာအဒီပတ်သက်150နဲ့လာတာအဲ့ဒါကျန်တဲ့အောင်ကကျန်တဲ့အောင်က6ကျန်တဲ့အောင်ကလေအင်းအကျွေးစီလာ150ရဲ့အကျွေးစီလာဒီရောက်ခါကျမှစုပေးရတာအဲ့လိုဘောကနေပြီးလမ်းပြီးအဲ့850ရှိရနေအဲ့လိုတဖြည်းဖြည်းဒီလိုပဲကြိုးစားရတာပဲအမလေးအဲ့ဒီဘောကတော့မပြောနဲ့ပတ်သက်ရှိတဲ့လူတွေက သူတို့တောက်ယူစင်မှာတောင်အန်တီသွားတောက်ရင်တောင်မှဆက်ပြာနဲ့ဆီးခဲ့အန်တီတောက်ပြီးသားရေခွက်ကိုသူတို့ကယွန်လို့ဆိုပြီးတော့အဲ့လိုဘောကနေပြီးအန်တီစခဲ့အဲ့တော့လည်းပြုံးပြုံးလေးပဲအဲရေစိမှကြိုက်တယ်မဟုတ်လားရေစိပေးလိုက်တယ်အထင်သေးတာပေါ့နော်ကိုထိုင်နေနေရာကိုသူတို့မထိုင်ရင်ဘူးလုံးကွင်းကြောင်လန်းအလုံးကွင်းကြောင်လန်းကွင်းကြောင်လန်းမကြီးပေါ်မှာဟာစေကန်လန်းနဲ့ကွင်းကြောင်လန်းကွင်းကြောင်လန်းတော့အင်တာဘတ်63 居家隔离，工地。